အားလုံးမင်္ဂလာပါနောက်ထပ်ဗီဒီယိုတစ်ခုကနေကြိုဆိုပါရစေဒီကနေ့ကျွန်တော်ပါအကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီ series တစ်ခုကိုစချင်တယ်။ဘာအကြောင်းနဲ့ပတ်သက်ပြီးပြောလဲဆို Believers Authority ယုံကြည်သူတွေမှာရှိတဲ့အခွင့်အာဏာအကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်နော်။ယုံကြည်သူတွေမှာရှိတဲ့အခွင့်အာဏာဖခင်ကျွန်တော်တို့ကိုပေးထားတဲ့ယုံကြည်သူတွေမှာရှိတဲ့အခွင့်အာဏာဖြစ်တယ်ဆိုတော့ဒီနေ့မှာတော့ကျွန်တော်ပါအကြောင်းနဲ့အဓိကပါအကြောင်းအပိုင်းကိုကျွန်တော် focus လုပ်သွားမယ်ဆိုတော့အာ ကိုရာထူးကိုတည်ဖို့နော် know your position ကိုရဲ့ရာထူးဖျားတခင်ကိုကိုဘယ်နေရာမှာဘယ်လိုထားဖို့နော်ပြင်ဆင်ထားပေးလဲဆိုတာကိုတည်ဖို့အတွက်ကျွန်တော်ပြောပြချင်းနော်ဆိုတော့ um no copa တော့ကိုပဲအရင်တော့မဲ့ကျွန်တော်နဲ့တူဖို့ချိန်ယူပေးတဲ့အတွက်ကျေးဇူးမြတ်တင်တယ်နော်ဖျားတခင်ကောင်းကြီးပေးပါစေကောင်းကြီးခံစားရမယ်လို့ကျွန်တော်လုံးဝယုံကြည်ပါတယ်ဆိုတော့ ape ors အခန်းကြီး6မှာပါလဲဆိုတော့အเจ้าမူကားငါတို့ဒီအသွေးသားရှိသောယန္တူတို့နဲ့စိုင်ပြိုင်တိုက်လှန်ကြသည်မဟုတ် အထွတ်အမြတ်နဲ့တို့နဲ့လကောင်းအာနာဆတ်တို့နဲ့လကောင်းလောကီမောင်မိုင်းနဲ့အစိုးတရားပြုသောမင်းတို့နဲ့လကောင်းမိုးကောင်းကင်၌နေသောနတ်ဆိုးတို့နဲ့လကောင်းဆိုင်းပြိုင်တိုက်လှန်ရကြ၏တဲ့ဆိုတော့ဒီနောက်တစ်ပိုက်ဖတ်ရအောင်အဘေเจ้าနိဘောငါတို့ဒီလူစာတိနိုင်ကျင်လေတော်လဲဇာတိပဂတိအလိုတို့လိုက်၍စစ်တိုက်ကြသည်မဟုတ်ငါတို့စစ်တိုက်၍သုံးဆွဲတော်လဲနဲ့ဒီဇာတိပဂတိလက်နဲ့မဟုတ်ဖျားသခင်ဤတကိုးတော်အဖြစ်မြုပ်ယိုးမြုပ်ပြတို့ကိုဖျက်ဆီးနိုင်တော်လက်နဲ့ဖြစ် ထိုလက်နဲ့အားဖြင့်လူတို့ဤကြံစီတို့ကို၎င်းအကြံစီတို့ကို၎င်းဖျားသခင်တိကိုတိတော်ပညာကိုတားဆီးတော်မာမာနရှိသမျှတို့ကို၎င်းနှိမ့်ချမှောက်လှန်၍ခတ်သိမ်းတော်စိတ်တို့ကိုဖန်သွာချုပ်ထားလျက်ခရစ်တော်ဤစကားကိုနားထောင်စေကြ၏ဆိုတော့ဒီနေရာမှာပထမဆုံး verse ကပါလဲဆိုတော့ငါတို့ဒီအသွေးသားရှိတော်ရန်သူတို့နဲ့ဆိုင်ပိုင်တိုက်လှန်ကြသည်ကျွန်တော်ဒီလောကမှာနေတဲ့အခါမှာ เนาะကျွန်တော်ပြောချင်တာကဒီ believers authority ယုံကြည်သူတို့ရဲ့အခွင့်အာဏာဆိုတော့ကိုကဘယ်လိုမျိုးစစ်ပွဲကိုတိုက်နေလဲဆိုတာကိုကျွန်တော်အရင်ဆုံးသိဖို့လိုအပ်တယ်เนาะကိုကဘယ်သူကိုတိုက်နေလဲเนาะကျွန်တော်စစ်တိုက်တဲ့ခါကျရင်ဘယ်သူကိုတိုက်နေလဲဘယ်เนาะဟိုဘယ်သူကိုတိုက်နေမှမသိเนาะကိုကိုချင်းချင်းတိုက်နေလဲပြဿနာရှိတယ်လေဆိုတော့ကျွန်တော်တို့ဒီလောကမှာဇာတိပကတိကျွန်တော်ဒီလောကမှာနေတဲ့ခါမှာကျွန်တော်တို့တိုက်ပွဲ တိုက်နေရတဲ့ကျွန်တော်ရဲ့တိုက်ပွဲကပါလဲဆိုတော့ဇာတိပဂတိမဟုတ်ဘူးတဲ့เนาะကျွန်တော်တို့တယောက်ယောက်ကကိုယ့်ကိုမကောင်းကြောင်းပြောတယ်ကိုယ့်ကိုဆဲဆိုတယ်ကိုယ့်ကိုဟိုဘယ်လိုလဲအာမကောင်းကြံတယ်ကိုယ့်ရဲ့အတင်းကြောင်းကိုပြောတယ်မကောင်းကြောင်းပြောတယ်เนาะအဲ့ဒါတွေကိုကြည့်တဲ့ခါမှာကျွန်တော်တို့ကသူတပားကကိုယ့်ကိုအဲ့လိုပြောတဲ့ခါမှာကျွန်တော်တို့ကအဲ့ဒီလူကူမုန်းတယ်အဲ့ဒီလူကူကြည့်လို့မရဘူးအဲ့ဒီလူကိုပါလဲအာဘယ်လိုဘယ်လိုဘယ်လိုအမျိုးမျိုးလုတ်ပြစ်ချင်တယ်เนาะเนาะပိုက်ပိုက်ခုတ်ပြစ်ချင်တယ်ကျွန်တော်ဒေါတာထွက်တယ် ဒါပေမဲ့ကျွန်တော်တို့သိရမှာကာတီးနီးယားမှာကျွန်တော်တို့ကကားတဲ့အသွေးသားရှိတော်ရန်သူတို့နဲ့တိုက်ခိုက်ကြတာမို့အဲ့ဒီဟာရဲ့အနောက်ွယ်မှာနော်ထိမ့်ချုပ်ထားတဲ့နော်ကျွန်တော်တို့ဒီဘာတွေလဲဆိုတော့အထော့မြတ်တို့နဲ့လကောက်အာနာဆက်တို့နဲ့လကောက်လော်ကီမောင်မိုင်းနဲ့အစိုးရတပည့်တို့မင်းတို့နဲ့လကောက်မိုးကောင်းကင်နိုင်နေတော့နတ်ဆိုးနတ်ဆိုးတွေကအနောက်ကနေနော်အဲ့ဒီဒီစာတန်နဲ့လူစီဖာရဲ့အပေါင်းပါတွေကအနောက်ွယ်ကနေပါလို့လဲထိုးအရာတွေကိုလှုပ်ဆောင်နေတာဖြစ်တယ်ဆိုတော့ဘယ်လိုလှုပ်လဲဆိုတော့ เนาะဘယ်လိုလုပ်လဲဆိုတော့ခုနကကျွန်တော်တို့ဖတ်သွားတဲ့ဒုတိယအာနှစ်ကော30မှာပါပြောထားတယ်လူစားတိနိုင်ကျင်လေတော့လဲဇာတိပဒလို့အလိုတူလိုက်စစ်တိုက်ကြသည်ငါတို့စစ်တွဲတော့ရွေသုံးဆွဲတော့လက်နဲ့ဒီဇာတိပဂတိလက်နဲ့မဟုတ်ဆိုတော့ကျွန်တော်ဖရာတကင်းတကိုးတော့ပဲမြို့ယိုးမြို့ပြတ်တို့ကိုဖြိုဖျက်နိုင်တော့လက်နဲ့ဖြစ်ထိုလက်နဲ့အားဖြင့်လူတို့ရဲ့အကြံစီတို့ကိုလည်းကဖရာတကင်းကိုတိတော့ပညာကိုစီးတာတော့မမနာဆိုတော့ ပါကြောက်လူတယောက်ကနော်သူတပားကိုဆဲတယ်သူတပားကိုမကောင်းတာ ပြောတယ်သူတပားဘလို့ပြောပါကြောက်လဲဆိုတော့ဒီနေရာမှာနော် verse 4မှာပါလဲဆိုတော့အအကျန်စီတို့ကို၎င်းဖျားသခင်ကိုတည်တော်ပညာဆိုတော့လူတယောက်ကနော်ဒီစိတ်ကနေကြံစီတယ်ပြောတယ်ဆိုရဲဆဲရဲမကောင်းတာမှန်သမျှအားလုံးလုတ်တဲ့ဟာတွေအကုန်လုံးကဘာဘာကနေဖြစ်လာလဲဆိုတော့ဗာလဲအကျန်စီအကျန်စီတကောင်း ဘာလဲဖျားသခင်ကိုတီတော့ပညာကိုစီးတာတော့မာမနာဆိုတော့အဲ့ဒီစာတန်ကကျွန်တော်ခါလီချာကျွန်တော်တို့ကနှက်ဝင်တယ်နော်နှက်ပူးတယ်နော်လူတယောက်ကနှက်ဝင်တယ်နှက်ပူးတယ်ဆိုပြီးတော့ကျွန်တော်တို့ကဟိုတွိတ်ပူးကြပါတယ်နော်ကျွန်တော်တို့မြန်မာပြည်မှာဆိုရင်ကျွန်တော်အာတွိတ်ပူးတယ်နော်ဒီတို့ပွဲတွေရှိတယ်နော်နှက်ပူးတဲ့ပွဲတွေနော်ဆိုတော့အဲအဲ့ဒီဟာပဲနှက်ပူးတာမဟုတ်ဘူးကျွန်တော်တို့ရဲ့အတွေးခေါ်တွေကျွန်တော်တို့ရဲ့အကြံစီတွေကိုကျွန်တော်တို့ကိုပါလဲလှဲ့စားတာလှဲ့စားတာ เนาะကျွန်တော်ပြပြမယ်ဥပမာကျမ်းစာထဲမှာသခင်ယေရှုကအာသူ့တပည့်တော်တွေကိုမေးတယ်เนาะတပည့်တော်၁၂ပါးထဲမှာငါဘယ်သူလဲဆိုတာကိုနင်တို့ဘယ်သူဘယ်လိုထင်တယ်လို့ပြောတဲ့အခါမှာပေတရုကဘာပြောလဲကိုရောကဘုရားသခင်ဖြစ်တယ်เนาะဘုရားသခင်ဆိုတဲ့တပါတိတော်သားတော်ဖြစ်တယ်เนาะအဲ့ဒီမှာသခင်ရှုကဘာပြောလဲဝိုးเนาะဒီအရာကနင့်ကိုဘုရားကပေါ်ပြတယ်လို့ပြောတယ်ဘုရားကပေါ်ပြတယ်เนาะဘုရားကပေါ်ပြတယ်ပေတရုเนาะဖျားကဖော်ပြတယ်ရေပေါ်လမ်းလျှောက်တဲ့သူ ဖခင်ကပေါ်ပြရတယ်တခင်ရှုကပြောတယ်အဲ့ဒီမှာတခင်ရှုကအဲ့ဒါပြောလဲပြောပြီးတော့ဘာပြောလဲဆိုတော့တခင်ရှုကမကြခင်မှာငါတေခံရတော့မယ်တဲ့နော်နင်တို့အတွက်တေတေခံပေးမယ်၃ရက်မြောက်နေမှာထားမယ်ဆိုတဲ့အကြောင်းတွေပြောတဲ့အခါပေထရုကဘာပြောလဲကိုတော့အတေမခံရဘူးနော်ကျွန်တော်အသက်ရင်ပြကာခွဲမယ်လို့ပြောတဲ့အခါမှာတခင်ရှုကဘာပြောလဲအချင်းစာတာငါတော့သူ့ဆုပ်လို့တယ်နေကလူအရာကိုဖရာအရာကိုပဆွဲလောက်လူအရာကိုဇာတိတဘောကိုပဲဆွဲလိုက်တယ်ပြောတယ် ခုနကပဲဖယားကစကားပြောတယ်လို့အပြောခံရတဲ့ပေသူကချက်ချင်းကိုပဲအချင်းစာတန်လို့ဖယားကတခင်ယေရှုကပြောတယ်ဆိုတော့ကျွန်တော်ခုနပြောတဲ့ဟာကပါလဲအာနာဆက်တုနဲ့ပါလဲ verse 4အကျံစီတို့လူတို့ဤအကျံစီလူတို့ဤအကျံစီနဲ့နော်ဖျားတကင်းပညာကိုစီတာတော့မမနာဆိုတော့ကျွန်တော်တို့ရဲ့အတွေးခေါ်ကျွန်တော်တို့ရဲ့အကျံစီတွေကိုစီတာနေတာ เนาะအဲ့ဒါကပဲသူတွေလေခုနကျွန်တော်တို့ if or စာခန်းကြီး6မှာဖတ်တဲ့ဖတ်သွားတဲ့အကြောင်းရเนาะ log in မှာမိုင်းနဲ့အစိုးတရားပြုတော့ main node နဲ့လကောက် mode mode ကောင်းကင်နိုင်နဲ့ဆိုးတို့နဲ့ကောက်ဆိုတော့ထိုအရာတွေကကျွန်တော်တို့ရဲ့အတွေးခေါ်တွေကျွန်တော်တို့ရဲ့အာယုံတွေကိုကျွန်တော်တို့ကိုပါလေမဟုတ်တဲ့ဟာတွေကိုပြောမိအောင်အကြံဉာဏ်တွေလိုက်ပေးနေတာဖြစ်တယ်အာမင်ကျွန်တော်တို့ရဲ့အမ်အတွေးခေါ်ကျွန်တော်တို့ရဲ့ပြောဆိုမှုတွေကအခုပဲဖျားစကားပြောတယ်ခဏနေကြရင်လည်းမဟုတ်တဲ့ဟာပြောထွက်နိုင်တယ် ကျွန်တော်တို့เนาะအ channel မှားလို့ရှင်နားထောင်တဲ့ channel မှားလို့ရှင်ဒါဆိုကိုတို့တော့ကျွန်တော်တို့နားထောင်တဲ့ channel မှန်အောင်လို့ဘယ်လိုလုပ်ရမလဲနှုတ်ကပတ်တော်နဲ့မကိုက်တဲ့ဟာတွေအကုန်လုံးကိုပါလဲမပြောဖို့ပဲအာမင် နှုတ်ကပတ်တော်ထဲထဲမှာမကြိုက်တဲ့အရာတွေနော်သူများကိုဆဲဆိုတာသူများကိုကြိမ်ဆဲတာတွေဩနော်သူများကိုမကောင်းကြံတာတွေအတင်းဖင်းပြောတာတွေအဲ့ဒါတွေကနှုတ်ကပတ်တော်နဲ့မငြီတဲ့အရာတွေဖြစ်တယ်ကျွန်တော်တို့အဲ့ဒါတွေကိုသွားပြီးပြောဆိုတယ်သွားပြီးတော့လောက်ကြိုင်နေတယ်ဆိုရင်ကျွန်တော်တို့ကအလိုလိုနေနဲ့ပါတယ်ဇာတိတဘောဖြစ်တဲ့စာတန်ရဲ့အလိုကိုအလိုလိုလိုက်နေတယ်လို့ဖြစ်နေပြီဖြစ်တယ် ဲဒါကြောင့်ကျွန်တော်တို့ကဘာလဲဇာတိတဘောကိုမလိုက်နဲ့ကျွန်တော်တို့ကဇာတိတဘောမှာကျင်လည်ပေမဲ့ဇာတိတဘောကိုမလိုက်ဘူးဘုရားသခင်ဒီနေရာမှာပြောပြထားတာဖြစ်တယ်အာမင်စာတန်ကကျွန်တော်တို့ကိုဂုတ်ကနေစီးပြီးတော့ဟိုသွားဒီသွားလို့ပြောတာမဟုတ်ကျွန်တော်တို့ကဘာလဲအကျန်အစီကျွန်တော်တို့ရဲ့အတွေးခေါ်ကျွန်တော်တို့ရဲ့စဉ်းစားဉာဏ်တွေအာမင်ကျွန်တော်တို့ယုံကြည်သူတော်တော်များများကဘာလဲဆိုတော့နော်တနေ့မှအာ9မိနစ်လောက်နော်9မိနစ်လောက်ကျန်းစာဖတ်9မိနစ်လောက်စုတောင်းပြီးတော့ တနေကုန်เนาะ Facebook နဲ့လောကမှာရှိတဲ့ဇက်ကားတွေเนาะမဟုတ်တဲ့ဟာတွေเนาะဟိုအိမ်ထောင်ရေးဖောက်ပြန်တဲ့ဇက်ကားတွေเนาะဟိုငင်းညံတဲ့ဇက်ကားတွေเนาะဇက်ကားတွေကျွန်တော်ဇက်ကားတိုင်းလိုလိုငင်းညံတဲ့ခန်းတွေပါတယ်เนาะဆိုတော့အဲ့ဒီအရာတွေလောကမှာရှိတဲ့ idea အမျိုးမျိုးကကျွန်တော်တို့ကိုလွှမ်းမိုးနေတာကိုကျွန်တော်တို့က9မိနစ်လောက်ဆူတောင်းပြီးတော့9မိနစ်လောက်ကျန်းစာဖတ်တာနဲ့အကုန်လုံးနဲ့ cover လောက်နိုင်မယ်လို့ကျွန်တော်တို့ကထင်ကြတယ် No 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 impossible ကျွန်တော်တို့ကဘာလုပ်ရမလဲ ဖျားသခင်ရဲ့အလိုတော်တိုင်းဖျားသခင်ရဲ့နိုင်ငံတော်မှာအသက်ရှင်ခြင်းနဲ့ဖျားသခင်ရဲ့ရလတ်ကိုရခြင်းနဲ့ဆိုရင်အာမင်ကျွန်တော်ဒီမောင်မိုက်တကိုးရဲ့အရာတွေကိုကျွန်တော်ရှောင်ကျဉ်ခြင်းနဲ့ဆိုရင်နော်အဲ့လိုပြောလို့ဇကာမကြည့်ရဘူးဖုန်းမကြည့်ရဘူးဟိုမှာကြည့်အကုန်လုံးနော်တောကြောင်ကြောင်မှာနေရမယ်လို့ကျွန်တော်ဆိုလိုတော့မဟုတ်ကိုကြည့်တဲ့အရာတွေကဘယ်ဟာကြည့်လဲဘယ်ဟာကကိုကို influence လုပ်တယ်ဆိုတာအရင်အရေးကြီးတယ်အာမင် အာမင်စာတန်ကကိုကိုပါလဲဒီဒီဒီကိုလက်ကိုကိုင်ပြီးတော့ကိုခြေောက်ကိုကိုင်ပြီးတော့သူလိုချင်တာလောက်ခိုင်းမှာမဟုတ်ဘူးကျွန်တော်တို့ကိုပါလဲကြည်တယ်ကျွန်တော်တို့ဘာတွေကြည်နေလဲဆိုတော့ influence တွေကနေကျွန်တော်တို့ပြောတဲ့ပါဇက်ကတော့ပြောထွက်လာတာဖြစ်တယ်ကျွန်တော်တို့ကိုအဲ့ဒီပါလဲအာ verse verse 5မှာလူတို့ဤအကြံစီတို့ကို၎င်းဖျားသခင်ကိုတည်တော်ပညာကိုစီးတာတော့အဲ့ဒီဟာတွေကခုနအပေါ်မှာရှိတဲ့ အထုံမြတ်တို့နဲ့ကောင်အာနာဆက်တို့နဲ့ကောင်လောကီမှာမွေးနဲ့အစိုးတရားပြုတော့မင်းတို့လည်းကောင်မိုးကဲမိုးကောင်းကင်နဲ့ချင်းလည်းနဆုနဲ့ကောင်စိုင်းပြန်တိုက်လာကျွန်တော်တို့ယုံကြည်သူတွေကအထူးသဖြင့်ထိုးရတဲ့နေ့တိုင်းတိုက်ခိုက်နေရတာဖြစ်တယ်ကျွန်တော်ဒီကနေ့ဖျားတကင်နှုတ်ကပတ်တော်အကြောင်းကိုပြောနေတာကိုနားထောင်မလားလောကအရာကိုနားထောင်မလားအာမင်ကျွန်တော်တို့ကနေ့တိုင်းကိုယ့်ရဲ့ရွေးချယ်မှုကတကယ်တော့ရွေးချယ်မှုလို့ပြောဒါပေမဲ့တကယ်တော့ဗာလဲကျွန်တော်တို့ရွေးချယ်မှုကဗာလဲတိုက်ခိုက်မှုဖြစ်တယ် အာမင်ကျွန်တော်တို့စာတန်ကကျွန်တော်ရဲ့အုံနောက်ထဲမှာကျွန်တော်ရဲ့အတွေးခေါ်ထဲမှာနေရာယူဖို့နေ့စဉ်နဲ့အမျှစ조사နေတာဖြစ်တယ်အာမင်နေ့အတိုင်းကျွန်တော်ရဲ့အတွေးခေါ်ထဲမှာနေရာယူဖို့သူက조사နေတာဖြစ်တယ်ဖခါကလည်းထိုကဲ့သို့조사နေတာဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကိုတရားဟောခိုင်းတာဖြစ်တယ်ကျွန်တော်ကိုပြောပြခိုင်းနေတာဖြစ်တယ်အာမင် hallelujah ဆိုတော့ဒီကနေ့ကျွန်တော်ပြောချင်တဲ့ပြောပြ ကျွန်တော်တို့ believers authority ကျွန်တော်တို့မှာအခွင့်အာဏာကျွန်တော်တို့ကိုဖျားသခင်ကိုနေရာကိုတိဖို့ဆိုတာကကိုယ့်ရဲ့ယန်သူကကျွန်တော်တို့ကိုဒီနေရာဒီနေရာတွေမှာကျွန်တော်တို့ကိုအနိုင်ယူချင်တာဖြစ်တယ်ကျွန်တော်ပြောပြမယ်ကျွန်တော်တို့ရဲ့သားသမီးတွေကျွန်တော်တို့ရဲ့ကလေးတွေเนาะသူတို့ကြည့်တဲ့အာသူတို့ရဲ့ YouTube တွေမှာသူတို့ရဲ့ ဖုန်းတွေမှာတို့ရဲ့ game တွေမှာကြည့်တဲ့အရာတွေကိုကျွန်တော်တို့ကဘာကြည့်လဲဆိုတာကို control မလုပ်ထားနိုင်ဘူးဆိုရင်မကြာခင်မှာတို့နှုတ်ကနေတို့ပါဇက်ကနေတို့ action ကနေအဲ့ဒီမှာ influence ဖြစ်တဲ့ဟာတွေပြောထွက်လာတော့မှာဖြစ်တယ်။အဲ့ဒါကပါတယ်လေလူရဲ့အကြံစီတို့ကို၎င်းเนาะဖျားသခင်ကိုတည်တော့ပညာကိုစီးတားတဲ့အရာတွေအဲ့ဒါတွေဖြစ်တယ်။เนาะမိဘစကားနားမထောင်ချင်လာတော့ဘူးเนาะကလန်ကဆန်ဖြစ်လာတယ်ပောက်ကြရီပြောချင်လာတယ်အဲ့ဒါတွေကပါလေ။လောကီ မနိုင်မောင်မိုက်တော့အစိုးတရားပြီတော့မင်းတို့ထိုးအရာတွေကကျွန်တော်တို့ကိုနေ့တိုင်းတိုက်ခိုက်နေတာဖြစ်တယ်။အာမင်ကျွန်တော်တို့ဖက်ကပါလဲသူတို့ပါကြည့်လဲဆိုတာတွေကိုကျွန်တော်တို့သတိထားဖို့လိုတယ်နော်။ကလေးပဲမဟုတ်လူကြီးနော်ကျွန်တော်တို့ကအဖျားတခင်ရဲ့ဗိတ်မှန်တော်ဖြစ်တဲ့အတွက်ကျွန်တော်တို့အထက်မှာပါထည့်လဲဆိုတာကအရေးကြီးတယ်။အာမင်ဆိုတော့ကျွန်တော်တို့ဇာတိပဂတိလက်နက်တွေကဇာတိပဂတိရဲ့အကျိုးတွေကပါတယ်လေဆိုတော့ဇာတိပဂတိမှာเนาะကျွန်တော်တို့ဒီ အမ်ဒီဒီဒီမာနတရဲ့ influence ခံရတဲ့ခါမှာကျွန်တော်တို့ဇာတိမှာဖြစ်တတ်တဲ့အခြေအနေရပါလေသူ့မယားကိုပြစ်မှားခြင်းနော်မတရားသောမေထုံ၌မိဝဲခြင်းငင်းငူးစွာကျင့်ခြင်းကိလေသာလွန်ကျူးခြင်းရုပ်တုကိုကိုးကွယ်ခြင်းသူတစ်ပါးကိုပြုစားခြင်းရံညှို့ပွဲခြင်းရံတွေ့ခြင်းဂုံပြိုင်ခြင်းအမျက်ထွက်ခြင်းငင်းခုန်ခြင်းအချင်းချင်းကွဲပြားခြင်းတင်းကွဲခြင်းသူ့အကျိုးကိုညှို့ဆူခြင်း ူအသက်ကိုတတ်ခြင်းရစ်မျိုးကိုတောက်ကျူးခြင်းပွဲလုပ်ခြင်းမဆိုင်ထိုးသူတော်အချင်းပေတည်ဆိုတော့ကျွန်တော်တို့အဲ့လိုမျိုး influence လောက်ခံရတဲ့ခါမှာเนาะစာတန်ကကျွန်တော်တို့ကိုဟိုတော့ဂျိုးနှချောင်းနဲ့မလာဘူးเนาะကျွန်တော်တို့ကိုရိုးရိုးလေးနဲ့ကျွန်တော်တို့ကြီးတဲ့ဟာတွေကိုပါလဲသူကလှဲလိုက်တာလှဲပြီးတော့အော်အရက်တောက်တာတည်းကတော့ပြဿနာမရှိပါဘူးเนาะဒီဟာလေးလှုပ်လိုက်တာကကိစ္စမရှိပါဘူးเนาะဗာလဲဘာလဲစိတ်ထဲမှာသူများသားများကိုပြစ်မှားတာကိစ္စမရှိပါဘူးเนาะကိုကဗာလဲမကောင်းတဲ့ဇက်ကားတွေကြီးတဲ့ခါမှာ သူများသားများကိုစိတ်ထဲရတယ်ပြစ်မှားတယ်နော်မတရားသောမေထုံအာကိစ္စမရှိပါဘူးနော်ငင်းငူးစွာကျင့်ချင်းနော်ကိလေသာလွန်ကျူးချင်းရုပ်တုကိုကိုယ်သူတပားကိုပြုစားချင်းရံယူပချင်းရံတွေးချင်းဂုံပြဲချင်းအဲ့ဒါတွေကပါလေကျွန်တော်တို့အလှဲ့စားခံနေရတာဖြစ်တယ်ကျွန်တော်တို့ရဲ့အတွေးခေါ်ကျွန်တော်တို့ရဲ့အကြံစီကျွန်တော်တို့ရဲ့ idea တွေကိုပါလေစာတန်ကရိုးရိုးလေးနဲ့လှဲ့စားနေတာဖြစ်တယ် ပထမနေ့เนาะ believers authority ယုံကြည်သူတွေရဲ့အခွင့်အာဏာဆိုတဲ့နေရာမှာပထမအဆုံးနေရာမှာကျွန်တော်တို့စစ်မြေပြင်ကြာရှုံးတာကကျွန်တော်တို့ရဲ့အသွေးခေါ်ဖြစ်တယ်။အာမင်ကျွန်တော်တို့ရဲ့အသွေးခေါ်မှာကျွန်တော်တို့ကြာရှုံးတယ်ဆိုရင်ကျွန်တော်တို့စစ်ကကြာရှုံးမှာဖြစ်တယ်။အာမင်လူတယောက်ကလက်ကနေတွားလှုပ်မှเนาะအပြစ်ရောက်တာမဟုတ်နော်မရောက်ခင်မှာသူဘာတွေကြည်နေလဲဆိုတာကိုကြည်ချပြဒီလူကမကြခင်အဲ့ဒီတိုင်းလိုက်လောက်တော့မှာဖြစ်တယ်အာမင်ဆိုတော့ ကျွန်တော်တက်တာထဲမှာเนาะကျွန်တော်ဒီ John 10:10တခိုးဒီခိုးချင်းတက်ချင်းဖြစ်စည်းချင်းကလာတိုက်ငါမူကငါသူတို့ဒီအသက်လုံယုံမြောက်ကအထူးသဖြင့်အထက်အသက်နဲ့ပြည့်စုံစေချင်းကလာတည်ဆိုတော့တခိုးဆိုတာဘယ်သူလဲခုနကျွန်တော်ပြောတယ်စာတန်ဖြစ်တယ်เนาะမာနတ်စာတန်မာနတ်တွေသူကကျွန်တော်ရဲ့အသက်တာကိုခိုးဖို့တတ်ဖို့ဖြစ်စည်းဖို့ပဲလာတာဖြစ်တယ် ဲ့ဒါကြောင့်ကျွန်တော်တို့တိုးတက်တာကိုမမြင်စေချင်ဘူးဖျားသခင်ရဲ့ဘုန်းတော်တို့အသက်ရှင်နေတာကိုမမြင်စေချင်မမြင်ချင်ဘူးဖျားသခင်နိုင်ငံတော်မှာပါဝင်နေတာကိုမမြင်စေချင်ဘူးเนาะတတကျွန်တော်တို့တသက်လုံးငွေရေးချင်းနဲ့ပတ်သက်ပြီးတော့တိုင်ပတ်နေတယ်ကျမကြီးနဲ့တိုင်ပတ်နေတာเนาะဟိုအိမ်ထောင်ကြီးနဲ့တိုင်ပတ်နေတာသားသမီးကြီးရနဲ့တိုင်ပတ်နေတာเนาะကျွန်တော်တက်တာထဲမှာဗာလဲဝိုင်းကြီးပပတ်ဒူဝေဝေเนาะကျွန်တော်တက်တာထဲမှာဘာမှမလုပ်ဖြစ်အောင်လို့စာတန်ကအဲ့လိုလုပ်ချင်တာဖြစ်တယ်ကျွန်တော်တို့ကိုချုပ်ကင်ထားချင်တာအဲ့ဒါကကျွန်တော်တို့အတွေးခေါ်ဖြစ်တယ် ဒါမဲ့เนาะအတွေးခေါ်ဖြစ်တယ်ဒါမဲ့ဖျားတခင်ကကျွန်တော်တို့ကိုပြောထားလဲစာတန်ကကျွန်တော်တို့ကိုကြိုးစားတယ်ဂိုက်ထုတ်ဖို့ကြိုးစားအမျိုးမျိုးကြိုးစားတယ်ဒါမဲ့အေဖက်အိုရာစာခန်းကြီးနှင်းမှာဖျားတခင်ရှုအားဖြင့်ကျွန်တော်တို့ကိုအောင်နိုင်တဲ့အကြောင်းကိုဒီလိုရေးထားတယ်တဲ့တို့ဒီတဲ့အထက်ကလောကီတို့လိုက်၍အာကာသကောင်းကင်၏တကိုးကိုအစိုးရသောမင်းတီတို့ငင်းဆန်သောသူတို့၌ပြုတ်ပြင်သောဝိငင်တော်၏အဲဝိငင်၏အလိုနှင့်အညီဒုစရအပြစ်တို့၌ကျင်းလဲကြ၍ ထိုဒုစရပြစ်၌သေလက်ရှိတော်တင်တို့ကိုပင်ဖျားသခင်သည် အသက် ရှင်စေတော်မူပြီဟာလေလုယထိုငင်းဆန်တတ်တော်သူတို့နဲ့တကွာငါတို့ရှိသမျှဒီအထက်ကကိုကာယရဲ့အလိုတို့လကောက်စိတ်အလိုတို့လကောက်လိုက်တဖြစ်ကာမဂုဏ်၌ကျင်လည်သည်ဖြစ်ကျွင်းတော်သူတို့ကဲ့သို့ပင်ပကတိအတိုင်းအမျက်တော်ကိုခံရသည်ဖြစ်ကြ၏တို့တော်လဲဂယုနာတော်နဲ့ကြွယ်ဝတော်မူသောဖျားသခင်သည်ငါတို့ကိုချစ်တော်မူသောမဟာမေတ္တာတော်အဖြစ် ဒုစရိုက်အပြစ်၌သေလက်ရှိနေသောငါတို့ကိုခရစ်တော်နဲ့အတူအသက်ရှင်စေတော်မူပြီဟာလေလုယာဟာလေလုယာယေရှုခရစ်တော်ကကျွန်တော်အပြစ်ကြွေးတွေအားလုံးကိုယူတင်ဝတ်ဆောင်သွားပြီဂျေဇုတော်ကြောင့်သာကယ်တင်ခြင်းတို့ရောက်ရတယ်ယေရှုခရစ်အားဖြင့်ငါတို့ကိုထားမြောက်စေကောင်းကင်အရ၌နေရာပေးတော်မူပြီဒီကနေ့ကျွန်တော်ပြောတဲ့အကြောင်းအရ know your position ကိုကိုရဲ့ယာထုကိုတယေရှုခရစ်တော်အားဖြင့်ကျွန်တော်တို့ကိုပါလေအာ verse 6 ငါတို့ကိုထားမြစေကောင်းကင်အရက်၌နေရာပေးတော်မူကျွန်တော်တို့ကဇာတိပဂတိ၌ကျင်လေတော်သူတို့ယေရှုခရစ်တော်အဖြစ်ပါတယ်ကောင်းကင်ရဲ့၌နေရာပေးပြီဟာလေလုယဟာလေလုယစာတန်ကကျွန်တော်တို့ရဲ့ခြေဖွာအောက်မှာရှိတယ်စာတန်ကအရှုံးသမားဖြစ်တယ်ကျွန်တော်တို့ကအောင်နိုင်တော်သူတွေဖြစ်တယ်အเจ้าမူကထိုးသခင်အဖြစ်ငါတို့၌ဂျေဇူးပြု၍ဂျေဇူးတော်၏အလွန်ကျွယ်ဝခြင်းကိုနောင်ကပ်ကာလ၌ထင်ရှားစေမည်အကြောင်းဖြစ်သည်ဟာလေလုယအာမင်ကျွန်တော်တို့အတွက်တေချာတဲ့ နော်မနဲ့ပြန်ဆိုတာကျွန်တော်တို့တသေးချားတဲ့အရာဖြစ်တယ်ယေရှုခရစ်တော်အားဖြစ်ယုံကြည်တော်အားဖြစ်ဂျေဇုတော်ကြောင့်ကယ်တင်ခြင်းတို့ရောက်ရ၏ကိုယ်အလိုလျောက်ရောက်ဒီမဟုတ်ဖျားသခင်တနာတော်မူရာဖြစ်တည်းကိုကုသူကြောင့်ကယ်တင်တော်မူခြင်းတို့ရောက်ဒီမဟုတ်တို့ဖြစ်အဘဲတို့များဝါကြွားเสียကြောင်းမရှိအခွင့်မရှိအဘဲကြောင့်နေဟုဘကငါတို့ဒီကောင်းသောအကျင့်ကိုကြင့်မိကြောင်းโอเคခုနစာတန်ကျွန်တော်တို့ကိုနှောက်ရှက်နေတယ်နော်ကျွန်တော်တို့ကို ဗာလဇာတိပဂတိအချက်နေကျင်လဲဖို့စာတန်ကကျွန်တော်ကိုသွေးဆောင်တယ်ဒါမဲ့ဒီနေရာမှာပါတယ်ကောင်းသောအချက်တို့ကိုကျင့်ရမိကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ဟာလေလုယာထိုကောင်းသောအချက်တို့၌ငါတို့ကျင်လဲရမိကြောင်းထိုသခင်သည်ငါတို့ကို ပြင်ဆင်တော်မူနှင့်ပြီဟာလေလုယာ အာမင်ကျွန်တော်ရဲ့နှလုံးသားထဲမှာနော်ဖိလစ်ပိနှစ်ထဲမှာပါတယ်ထင်နော်တင်းတို့အကျဉ်းကျဉ်းစေခြင်းကလည်းကောင်းအလိုရှိစေခြင်းကလည်းကောင်းတင်းတို့စိတ်နှလုံးထဲတိုင်းတကောအပြည့်ပြုတ်ပြင်တော်သူကပဲသူလေဖျားသခင်ဖြစ်တယ်တဲ့ကျွန်တော်တို့ကိုကျွန်တော်တို့ကိုကျွန်တော်တို့ကနော်ဒီမြေကြီးသားဆိုပေမဲ့ဇာတိပဂတိ၌ရှိပေမဲ့ကျွန်တော်တို့ကဒီဇာတိပဂတိ၌ကျင်လည်တာမဟုတ်ကျွန်တော်တို့ရဲ့မျက်စိကပါလေအထက်ရာကိုဖြစ်တဲ့ကျွန်တော်တို့ရဲ့ယာထူးကိုကြည့်ရမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ယာထူးကပါလေ ကောင်းကင်ဘုံမှာเนาะဖျားတခင်ယေရှုခရစ်တော်အဖြစ်ကျွန်တော်ကိုအပြစ်ကြွေးတွေအားလုံးကိုပေးဆက်ခဲ့ပြီယေရှုခရစ်တော်နဲ့သူထအမြောက်ပြီတော့ဗာလေကောင်းကင်နိုင်ငံမှာကျွန်တော်ရဲ့ဖြောင့်မတ်ခြင်းကကောင်းကင်နိုင်ငံမှာဖြစ်တယ်အာမင်အဲ့ဒါကြောင့်စာတန်ကကျွန်တော်တို့ကိုလက်ညှိုးထိုးတဲ့ခါကျရင်เนาะစာတန်ကကျွန်တော်ဒီမှာမရေးထားဘူးအာ first john 4ကျွန်တော်ရေးထားတယ်နဲ့တူတယ်โอเคမရေးထားတော့ဒါပေမဲ့ကျွန်တော်အာ ဖိတ် James verse format ထို့ကြောင့်ဘုရားသခင်အလိုလိုလိုက်ကြတော့မာနကိုစီးတားကြတော့သူပြုတ်ရင်သူဒီတင်တို့ထံကထွက်ပြေးသွားလိမ့်မယ်နော်အာတစ်ပင်တစ်ပီထဲမှာပါတယ်ဗါလဲအာတင်တို့ရဲ့စာတန်ကဟောက်တော့ချင်တိတ်ကဲတော့အဘဲသူကိုဝါမျိုးရမိနေဆိုတာကိုရှာနေတယ်တဲ့ဒါမဲ့နော်ကျွန်တော်တို့ကစာတန်ကဟောက်တော့ချင်တိတ်ကဲတော့ဆိုတာကပါလဲခုနစာတန်က ကျွန်တော်တို့ကိုဟွာလို့ဖို့ဒီဟာလို့ဖို့ကျွန်တော်တို့ကို negative တွေးခေါ်နော်နေကဖျားသားမဟုတ်နေကမပြည့်စုံဘူးနေကဇာတိကိုကြည့်ပါဦးနေကမနာလိုပြန်ပြီနေကဟွာလို့ပြန်ပြီနော်ခုနဇာတိပဂရိအပြစ်တွေကြည့်ပြီးကျွန်တော်တို့ကိုလက်ညှိုးထိုးတယ်။အော်နေကမပြည့်စုံဘူးမသိဘူးလားနေကမကောင်းဘူးမသိဘူးလားနေကဒီဟာဖြစ်တယ်မသိဘူးလားဒါမဲ့ကျွန်တော်တို့ကပါလဲယေရှုခရစ်တော်အဖြစ်ပါလဲအထက်အရမှာနေရာပေးပိတာဖြစ်တယ်အာမင်အာ verse ပဲမှာလဲ အာယေရှုခရစ်တော်ငါတို့ကိုထားမြောက်စေ၍ကောင်းကင်ရဲ့နိုင်နေရကျွန်တော်တို့ကိုကောင်းကင်ကျွန်တော်တို့ကဝိညာဉ်ကျွန်တော်ရဲ့ယာထူးကပါလေကောင်းကင်ရဲ့မှာနော်ယေရှုခရစ်တော်နဲ့သူရှိပြီဖြစ်တယ်ဒါပေမဲ့ဇာတိကစာတာကဒီမြေကြီးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဇာတိကိုကြည်ပြီးတော့နေကမတော်ဘူးနေကမတတ်ဘူးနေကသူများကိုမနာလို့နေကပြိုင်ဆိုင်တဲ့ရှိရှိနေကဒီအခြေကိုကြည်နေကိုကြည်စာတာကကျွန်တော်တို့ကိုအမြဲတမ်းလက်ညှိုးထိုးတယ် ဟောက်တော့ချစ်တဲ့ကဲတော့ကျွန်တော်တို့ကစကားပြောတယ်เนาะကျွန်တော်စိတ်ထဲမှာအမြဲတမ်းเนาะကျွန်တော်တို့ဘာလဲခုနကျွန်တော်ဖတ်သွားတယ်လူတို့ရဲ့အကြံစီဖျားတခင်ကိုတီတောင်းရပြင်ကဟာကျွန်တော်တို့ဖျားတခင်ထဲမှာမတိုးဝင်ရဲအောင်လို့ကျွန်တော်တို့ကိုနေကအတုံးမကြဘူးနေရမိသားစုတော်ကောင်းကောင်းမကြည့်နိုင်ပါဘူးနေကမလုံနိုင်ပါဘူးဆိုတော့စာတန်ကဟောက်တော့ချစ်တဲ့ကဲတော့ကျွန်တော်တို့ကိုဘာလဲနေအတိုင်းနေအတိုင်းပြောတယ်ဒါပေမဲ့ကျွန်တော်တို့ဖက်ကဘာလဲစာတန်ကိုစာတီစီတာကြလောတယ်ဟာလေလုယခုနကျမ်းပိုက်ထဲမှာ James 4ထဲမှာဗါလဲ ဘုရားတကယ်လို့တော်သူလိုက်ကြတော့မာနတ်ကိုစီးတာကြတော့ကျွန်တော်တို့ကဘာလို့ရမလဲစာတန်နော်ငါ့ကိုဒီတော့တော့သွေးဆောင်နေဆရာမလို့ဘူးငါကဘုရားတကယ်ငါ့ကိုအထက်အရက်မှာနေရာပေးထားပြီနေရဲ့ငါရဲ့နေရာကနော်ယေရှုခရစ်တော်နဲ့တူကောင်းကင်ဘုံမှာအထက်အရာမှာရှိတယ်နေကငါရဲ့ခြေဖွားအောက်မှာပဲရှိတယ်ကိုယ့်နေရာကိုတိ get out နော်ကျွန်တော်တို့ကဘာလဲစာတန်ကိုစီးတာရမှာဖြစ်တယ် စာတကကုကုမင်းကမဖြောက်မဖို့နေရမတန့်ရှိဖို့နေရမပြည့်စုံဘူးလို့ပြောတဲ့ခါမှာကျွန်တော်တို့က authority အခွင့်အာဏာရှိတဲ့သူဖြစ်တယ်။ဘာကြောင့်လဲ?ခရစ်တော်နဲ့သူအထက်မှာရှိတဲ့သူဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကစာတန်ကိုဘာပြောရမလဲ။ Need get out in Jesus name အခုချက်ချင်းထွက်သွား။ Amen ။စာတန်နဲ့ပတ်သက်ပြီးကျွန်တော်တို့သဘောကောင်းနေစီရမလို့ အခုချက်ချင်းထွက်တော့ငါကယေရှုခရစ်တော်အဖြစ်ဖြောက်မှတ်တော်သူဖြစ်တယ်ယေရှုခရစ်တော်နဲ့သူငါကအသေးခံပြီးပြီဖြစ်တယ်ယေရှုခရစ်တော်နဲ့သူထမြောက်ပြီးဖြစ်တယ်ငါကဖြောက်မှတ်တော်သူဖြစ်တယ်ငါရဲ့ဖြောက်မှတ်ခြင်းကနောင်ကကာလမှာထင်ရှားမယ်အာမင်ဒီခန္ဓာကိုယ်နဲ့ထွက်သွားတဲ့အခါမှာငါတို့ဖျားသိခင်ကောင်းကင်ဘုံမှာပြင်ဆင်ထားပေးရရှင်ငါကဖြောက်မှတ်တော်သူဖြစ်တယ်ငါကဖျားသားဖြစ်တယ်နော်ငါကယေရှုခရစ်တော်အဖြစ်တန်ရှင်တော်သူဖြစ်တယ်ငါရဲ့ဇာတိကိုကြည့်ပြီးတော့ကြည့်မိတဲ့ဒီဇာတိကမကြခင်မှာပါတယ် မြေကြီးကလာတဲ့အတွက်မြေကြီးကိုသွားရမယ်ငါကတန်ရှင်းတော်သူဖြောက်မှတ်တော်သူယေရှုခရစ်တော်ဖြစ်အထက်အရမှာရှိတော်သူဖြစ်တယ်ဆိုတော့ကိုစာတန်ကိုပြန်ပြီးတော့ကိုနေရာကိုတိချင်းအားဖြင့်ပြန်ပြောဖို့တော့ဖြစ်တယ်အာမင်ဆိုတော့ဒီကနေ့ believers authority number 1เนาะကိုနေရာကိုတိချင်းဆိုတဲ့အကြောင်းအရာမှာအဲ့ဒီအကြောင်းကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်အာမင်နောက်ဆုံး verse လေးတစ်ခုကျွန်တော်ဖွင့်ပြချင်တယ်အဲ့ဒါကတော့ဘာဆို First John 4မှာ ချစ်သားတို့တေနှုတ်သည်ဖျားသခင်နဲ့ဆက်ဆိုင်ကြ၏ဟာလေလုယာထိုသူတို့ကိုလည်းအောင်ကြပြီဆိုလိုရကပါလေလောကမှာရှိတဲ့အရာတွေနော်လောကလောကမှာရှိတဲ့အရာတွေခုနကျွန်တော်တို့ပြောတဲ့နော်မနာလိုချင်းတွေပါတဲ့စာတန်တွေကိုကျွန်တော်တို့ထိုသူတွေကိုလည်းအောင်ကြပြီအเจ้าမူကားတေနှုတ်ဖက်၌ရှိတော်သူသည် excuse me လောကဖက်နိုင်ရှိသောသူတည်းတာ၍ကြီးမြတ်ဟာလေလုယဖျားတကင်ငါတို့ဖက်နိုင်ရှိဘဲသူသည်ငါတို့တဖက်၌နေနိုင်မယ်လေဟာလေလုယတားတော်ရင်းကုန်မှမနှမျောပဲတားတော်နဲ့တကွာခတ်သိမ့်တော့ရကုန်ငါတို့ကိုမပေးပဲအဘယ်သို့နေတော်မူမီနီဟာလေလုယယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့ကအောင်မြင်တော်သူဖြစ်တယ်ယေရှုခရစ်တော်အဖြစ်ကျွန်တော်တို့ကဖျောက်မှတ်တော်သူဖြစ်တယ်စာတန်ကဟောက်တော်ချင်တဲ့ကဲ့သို့ကျွန်တော်တို့လာပြောပါလိမ့်မယ်နေကမတန့်ရှိဘူးကျွန်တော်တို့ရဲ့မပြည့်စုံခြင်းတွေအကုန်လုံးကိုစာတန်ကပါလဲလက်ညှိုးထိုးမှဖြစ်တယ်အဲ့ဒါသူ့အလုပ်ဖြစ်တယ် เนาะခုနကျွန်တော်ပထမဆုံးဖတ်တဲ့ကျမ်းပိုက်မှာပါလဲအအချောင်းမူကအသွေးသားရှိသောရန်သူတို့နဲ့ဆိုင်ပိုင်တိုက်လှန်ကြသည်မှာအထွတ်မြတ်တို့နဲ့၎င်းအာနာဆက်တို့နဲ့၎င်းလောကီမှာမွေ့၌အစိုးတရားပြုသောမင်းတို့နဲ့၎င်းမိုးကောင်းကင်၌နတ်ဆိုးတို့နဲ့၎င်းဆိုင်ပိုင်တိုက်လှန်ကြ၏တဲ့အဲ့ဒီနတ်ဆိုးတွေအကုန်လုံးကျွန်တော်တို့ကပါလဲနေ့တိုင်းလာတိုက်ခိုက်နေတာဖြစ်တယ်ဒါမဲ့ကျွန်တော်တို့ကပါလဲနေ့ကော30မှာပါတဲ့တိုင်း เนาะကျွန်တော်တို့အာလူတွေရဲ့အကြံစီတို့ကို၎င်းဖျားသခင်ကိုတည်တော်ပညာတိစာမာမာနာရှိတမရတို့ကို၎င်းနှိမ့်ချမောက်လဲခတ်သိမ့်တော်ခတ်တဲ့တော့စိတ်တော့ကိုဖန်သွချုပ်ထားလဲခရစ်တော်ဤစကားကိုနားထောင်ချက်ခရစ်တော်ဤစကားကိုနားထောင်ရဆိုပါလဲကျွန်တော်တို့ကိုအထက်အရမှာနေရာပေးပြီးတော့ပြီခရစ်တော်အားဖြင့်ကျွန်တော်တို့ကချီးမြှောက်ခြင်းခံရပြီနော်ခရစ်တော်နဲ့တူအသေးခံပြီးပြီးကျွန်တော်ရဲ့အပြစ်ကြွေးတွေစာတိပြစ်ကြွေးတွေယေရှုခရစ်တော်စာတိကိုမှခံခဲ့ပြီးတော့ပြီ အခုခရစ်တော်နဲ့အတူကျွန်တော်တို့ကထားမြောက်ပြီ hallelujah ထားမြောက်ပြီဘယ်မှာထားလဲကျွန်တော်တို့အထက်အရမှာ hallelujah ဖျားသခင်နဲ့အတူရှိနေစေပြီဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကပါလဲစာတန်ကဟောက်တော်ချစ်တဲ့ကဲတို့ကျွန်တော်တို့ကအမြဲတမ်းတိုက်ခိုက်တဲ့ခါကျအမြဲတမ်းအမြဲတမ်းကိုကိုလာလာပြီးတော့လက်ညှိုးထိုးတဲ့ခါကျကိုကကိုရဲ့ position ကိုပြန်ပြီးလက်ညှိုးထိုးရဲဖို့လိုအပ်တယ်ထိုးနိုင်ဖို့လိုအပ်တယ်စာတန်ငါကိုမကြည့်နဲ့ငါရဲ့ဇာတိကိုမကြည့်နဲ့ ငါရဲ့ position ကကောင်းကင်ဘုံမှာရှိတယ်เนาะငါရဲ့ဖြောက်မှတ်ခြင်းကယေရှုခရစ်တော်ဖြစ်တယ်ယေရှုခရစ်တော်ကိုကြည့်เนาะယေရှုအဖင်ကတန်ရှင်းတယ်ယေရှုခရစ်တော်အဖင်ကဖြောက်မှတ်တယ်ယေရှုခရစ်တော်အဖင်ကချမ်းသာတယ်ယေရှုခရစ်တော်အဖင်ကပြည့်စုံတယ်ယေရှုခရစ်တော်အဖင်ကချစ်ချင်းမေတ္တာပွားများတော်သူဖြစ်တယ်အာမင် ကျွန်တော်ပြောပြမယ်ကိုယ့်ရဲ့ဇာတိပကတိမှာအပေါက်ဆိုးတယ်စိတ်တိုးတယ်ခုနကျွန်တော်ပြောတဲ့စာတိုင်းဇာတိမှာရှိတဲ့အရာတွေကျွန်တော်ထက်မှရှိနေသေးတဲ့ချိန်မှာတောင်မှကိုယ့်ရဲ့ position ကိုတိပြီးတော့စာတန်ကိုအဲ့လိုပြန်ပြောရင်เนาะပြန်ပြောတယ်ဆိုရင်ကိုယ့်နေရာကိုတိတယ်ဆိုရင်เนาะကိုယ့်နေရာကိုတိတယ်ဆိုပါပြုတ်လဲအဲ့ဒီဇာတိအရာတွေကတဖြည်းဖြည်းနဲ့ယော့ကျသွားမှာဖြစ်တယ်အာမင်ဘယ်အချိန်မှာပျောက်ကွယ်လို့ပျောက်ကွယ်ဘာမှတော့တိလိုက်မှာမို့ကိုယ့်နေရာကိုတိတယ်ဆိုရင်เนาะကျွန်တော်ဒီအာ ဖောင်းမှာအရွက်ဟောင်းနေအလိုလိုကြွေကျသွားတကယ်တူဘယ်အချိန်မှဟိုမဆဲတော့တာလဲဘယ်အချိန်မှမကြမ်းတမ်းဆုံးမပြောတော့တာလဲเนาะကျွန်တော်အလိုလိုနေနဲ့လှုပ်ချင်စိတ်တွေဇာတိတဘောတွေအလိုလိုနေကွာကျသွားလိမ့်မယ်။ဘာကြောင့်လဲ။ကိုကကိုအနေအားကိုတိပြီးတော့စာတန်ကိုပြန်တိုက်ခိုက်လို့ဖြစ်တယ်။အာမင်။အဲ့ဒါကြောင့်ဒီကနေ့အတွက်အဲ့ဒီအကြောင်းအရာကိုကျွန်တော်ဟို ဝင်ခပေးလိုက်ပါတယ်เนาะနောက်တစ်ပတ်နေကျရင်ကျွန်တော်ဒီထက်ပို့ပြီးတော့ကောင်းတဲ့အာ next level ကိုကျွန်တော်သွားมาဖြစ်တဲ့ believers authority เนาะ part 2ကျွန်တော်ကျွန်တော်နဲ့တို့ချိန်ယူပေးတဲ့အတွက်ဂျေဇုတင်တယ်ဒီကနေ့ကျွန်တော်ပြောတဲ့အရာเนาะကျွန်တော်သင်ပေးတဲ့အရာကကောင်းကြီးဖြစ်တယ်လို့ကျွန်တော်လုံးဝယုံကြည်တယ်ဖျားသခင်ကောင်းကြီးပေးပါစေနောက်ထပ် video မှာပြန်တွေ့ကြမယ် bye bye